ကျွန်တော်အခုဒီဘက်ခက်ကအရှင်းနားထောင်နေခက်မဟုတ်တော့ဒီဘက်ခက်ကတချင်းကြည့်တဲ့ခက်ဖြစ်လာပါတော့။ quantity ပဲလူတွေကဥစားပေးတော့ quality ကိုမရှိတော့။ဘယ်နေရာ highlight ဖြစ်လဲအခု TikTok မှာပို့လိုက်တယ်ဖတ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 ်အဲ့ပေါ်လိုက်တဲ့10မိနစ်စာအချိန်လေးကိုပဲဟာဒါလေးကောင်းတယ်ဒါလေးမှန်တယ်ဒါပေမဲ့တချင်းတစ်ပုတ်လုံးကိုလူတွေသိလာဆိုတချင်းတစ်ပုတ်လုံးကိုဒီအခုပေါက်တဲ့တချင်းမှန်တာကျွန်တော်တော်တော်များများကျွန်တော်နားထောင်ကြည့်တယ်80ရာခိုင်နှုန်းလောက်က currents တစ်ပိုက်လောက်ပဲသိတယ်ကျန်တဲ့ဟာမသိဘူးအဲ့ဒါကျွန်တော်တို့မှမဟုတ်ဘူးအဲ့ဒါ kick ကိုဝါကိုဖြစ်တယ် ကျွန်တော်တခြင်းကအဲပြစ်တစာခေါင်းစဉ်ကိုသူကပြစ်တစာလို့ပဲတည်တာဒီတခြင်းရဲ့တကယ်အထဲမှာကျွန်တော်ဟိုဖန်တီးထားတဲ့ကျွန်တော်တီကုန်းထားတဲ့တခြင်းရဲ့အကြောင်းအရာသကလုံးတစ်လုံးချင်းစီရဲ့အတိတ်ပဲအဲ့ဒါတွေကိုခုနောက်ပိုင်းလူငယ် social platform မှာတက်တယ်သူများကတွေကိုဟိုဝေဖန်တဲ့လူဝေဖန်တယ်ပေါ့သူ blame တဲ့လူ blame တယ်ပေါ့အတချင်းတွေဆိုလည်းအဲ့လိုပဲအာဒီတချင်းမှာဘာကြီးရှိနေလဲဟောဒီကောင်ကြီးမှာဒီကောင်ကြီးကိုဘာဖြစ်ပြောရင်ကောင်းမလဲအဲ့လိုပေါ့နော်အဲ့ဒီမှာဘာတွေဖြစ်သွားလဲဆိုတဲ့ခါကျတော့တို့တကယ်တည်တဲ့တကယ်တိထိုက်တဲ့အကြောင်းအရာတကယ်နားထောင်တဲ့ music အကြောင်းအရာ music melody ဟာဒီရုပ်ရှင်ကားထဲမှာကျွန်တော်ဖိုဘီယာဆိုတဲ့ဇာဝင်တေးလေးကျွန်တော်ပါဝင်ပြီးဒီဆိုပေးတာပါတယ်ဒီတစ်ချင်းကရေးတာကတော့ကိုဝင်အမင်းသူဆိုတဲ့မိတ်ဆွေပြောင်းရေးတာပါအဲတီးတာတော့ကျွန်တော်ကျွန်တော်ဒီကကျွန်တော်ပေါ်လာရေးပေါ့နော်တကီးကမိတ်ဆွေနဲ့တီးခတ်ထားတာပါ ဒီဟာကအဲဒီတချင်းကကျွန်တော်ဒီဒီမိုဒီမိုပေါ့နော်ဒီမိုပုံစံရောက်လာတယ်သူတို့ဒီဟာလေးသူတို့လောက်ထားတယ်ပေါ့ဘိုဘန်အန်တာတိန်မန့်ကကိုမိုဆန်းတို့ကိုချမ်းသာတို့ ਨੇ အဲ့ဒါတရက်ဖုန်းရအဆက်အသွယ်ရတော့အဲ့ဒါဒီဟာမျိုးလေးတော့ရှိတယ်ဒါတိလူဆိုရင်တော့အဆင်ပြေမယ်အဲဒီနယ်ပေါ့နော်အဲနယ်ကျွန်တော်လည်းသချင်းပုံစံလေးလည်းကျွန်တော်သဘောကျတယ်။နောက်သချင်းကြောင်းအောင်လေးလည်းကျွန်တော်သဘောကျပါတယ်။အဲဒါကျွန်တော်တည်ဆိုပြတာပါ။ My say ထိမ်းရဘူး ညလုံးတွေမိတ်လို့ခါလဲငါရဲ့အာယုံတဲ့တီဝင်ငါချောက်လန့်နေစေအဝေးခွဲတတ်တော်ဘူးနဲ့သမီးတွေပြုံးတွေနောက်ခွဲကနေလှမ်းငါကြည့်နေတဲ့နှစ်သုံးကြီးညာရဲ့ချိန်သာတွေပဲလားအပြေကိုရှာတော့မှာအမောင်တဲ့ကိုရှောက်ရောက်သွားတဲ့ဥကြီးချမ်းများဒီပုံရိပ်များချငါဆောင်ဖယ်လို့မရနိုင်တော့တာစီလာရှင်းကကျွန်တော်အမှန်တမ်းပြောရင်ဒီတခြင်းနဲ့ပတ်သက်ပြီးကျွန်တော်ဟို ဇညုံကိုကျွန်တော်တေချာမသိဘူးလေတေချာမသိပဲနဲ့ကျွန်တော်ဒီတစ်ခေါက်ကကျွန်တော်ဒီတစ်ချင်းကိုကျွန်တော်ပုံဖော်လိုက်ရတာပေါ့နော်အဲအရင်တော့ကတချို့ရုပ်ရှင်ကားတွေတချို့ဇာတ်ဝင်တွေဆိုလို့ကျွန်တော်ဒီ writer ဇီးကနေ producer တော်တော်ကောင်းပေါ့နော်သူတို့ဇီးကတယောက်ဆိုရင်ကျွန်တော်ဇညုံတောင်းတယ်ဇညုံတောင်းပြီးတော့မှကျွန်တော်တချင်းကိုရေးပြတယ်အဲအခုကတချင်းရေးပြီးသားရှိတယ်အဲဒါပေမဲ့ဇညုံကိုကျွန်တော်တေချာမသိတဲ့အခါကျတော့တချင်းပုံမှာပဲအာယုံဟိုဟာဖြစ်ပြီးတော့ကျွန်တော်ဒီဆိုလိုက်ရတယ်အချိန်လည်းတိတ်အများကြီးမရလာဘူးကျွန်တော်တော့၃ရက် လေးရက်လောက်ပဲကျွန်တော်တို့အချိန်ရလာအဲ့လိုဆိုတော့တစ်ခါကျရင်လည်းအခုတစ်ချေပြီးသွားတော့မှမစ်ဒေါင်းနေပါတယ်ပြီးပြီဆိုတော့ပြန်တော့တော့အော်ဒီနေရာလေးငါဒီလိုလေးဆိုလိုက်ရင်ကောင်းတာပေါ့နော်ဒီနေရာလေးမှာငါတို့ဒီလိုလေးတီးလိုက်ရင်ကောင်းတာပေါ့အခုမှပြန်ပြီးတော့ဟိုဟာဟိုဘယ်လိုပြောမလဲပြန်ပြီးတော့အခုမှပြန်ဟိုပြန်လွမ်းတယ်ပေါ့ဗျာသဘောတူကအော်ဒီရာလေးဒီစားရလောက်အမှန်တမ်းဆိုတော့ဒီတဲ့အချိန်အများကြီးပူရရင်တော့ဒီတက်ပို့ပြီးတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်လုပ်နိုင်မှာဖြစ်မှာဟုတ်တယ်ဒီသင်းတော့ကျွန်တော်တိတ်အားမရပါဘူးဗျာ ဒါကျွန်တော်တို့ငငယ်တော်နဲ့ကလည်းဒီလိုပဲလေရုပ်ရှင်ကားတွေထဲမှာရုပ်ရှင်နဲ့ပြီးတာနဲ့တပင်တို့ဆိုတာဒါအနုပညာတွေတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာဒါဟိုဇောင်းဝင်တည့်ရဲ့မှာမဟုတ်ဘူး အာကျွန်တော်တို့ဟိုခွေတွေဆိုလို့ရှိရင်လည်းလိုပဲစီ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 ခွေကာပါတွေဆိုလို့ရှိရင်လည်းခွေကာပါတွေထဲမှာပါတဲ့ပစ္စည်းကားလေးတွေဒါပေါက်ကြတာလေအခုအဲ့လိုပဲဒီလိုပဲထင်ပါတယ်ကျွန်တော်အမြင်တော့ဒီတချင်ရဲ့မင်းသားမင်းသမီးရဲ့တရုတ်ဆောင်တဲ့ပေါ်နောက်ဇက်အိမ်ဖွဲ့စည်းမှုနောက်ဒရိုက်တာရဲ့ပေါ်ကျူးမှုပေါ့နော်အဲ့ဒီဖန်တီးမှုတွေပေါ်မှာပေါင်းဆက်ပြီးတော့အလုံးတစ်ချက်တည်းကြာသွားတဲ့ခါကျရင်ဒီဟာတွေကအောင်မြင်တာပါအတွင်းများကရှုံထွက်မော်ပန်းကထုံးချက်ရတဲ့ငယ်မောင်မိုင်းတွေ တယ်အတိတ်တို့ဟာရှုံးရက်ရင်းသားလို့နုံးနေနာနာကိုအဖြစ်ဒီတို့လာတယ်ကျွန်တော်ခုဒီဘက်ခက်ကဘာဖြစ်နေလဲဆိုတဲ့အခါကျတော့တချင်းနားထောင်နေခက်မဟုတ်တော့ဒီဘက်ခက်ကတချင်းကြည့်တဲ့ခက်ဖြစ်လာပါတော့တချင်းကိုကြည့်တယ်တချင်းကိုနားထောင်တာမဟုတ်တော့သူကတချင်းကိုကြည့်တာဒီတချင်းထဲမှာဘာတွေ highlight ပါလဲအခုဒီ interview ဆိုလဲလို့ပဲဒီ interview ထဲမှာအခုဒီ media တွေလာဒီကောင်းကြီးဘာတွေ highlight ဖြစ်မလဲပေါ့အဲ့ဒီဟာကိုပဲကောင်းစင်တက်ပြီးတော့ ပြောကြမှာအဲ့ဒါကိုပဲကောင်းတဲ့တက်ပြီးတော့ post တင်ကြမှာဆိုတော့ဒီလိုပဲဒီသချင်းထဲမှာလည်းဒီကျွန်တော်သချင်းကအဲပြစ်တစာခေါင်းစဉ်ကိုသူပြစ်တစာလို့ပဲတည်တာဒီသချင်းရဲ့တကယ်အထဲမှာကျွန်တော်ဟိုဖန်ပြီးထားတဲ့ကျွန်တော်တီကုန်းထားတဲ့သချင်းရဲ့အကြောင်းအရာသကလုံးတစ်လုံးချင်းစီရဲ့အတိတ်ပဲအဲ့ဒါတွေကိုခုနောက်ပိုင်းလူငယ်တွေမသိတော့ဘူးတီးဖို့လည်းသူတို့မကြိုးစားဘူးဘာလို့လဲဆိုတော့ခစ်ကသချင်းနားထောင်တဲ့ခင်မဟုတ်သချင်းကြည့်တဲ့ခင်ဖြစ်နေတယ်နော်အဲ့လိုဆိုတဲ့အခါကျတော့ကျွန်တော်ထင်ပါတယ်အဲနည်းနည်းတော့ အချိန်ယူအောင်မယ်ထင်ပါအော်အစားဆုံးက ဟုတ်လို့ပြောမလဲအရင်ကျွန်တော်တို့ကဟိုအပိတ်ခဲ့တဲ့မိတ်ဆွေတော်တော်များများတော့အခုနောက်ပိုင်းလူငယ်တွေကတော့အခုကကျွန်တော်ပြောရပြောသလိုပေါ့တချင်းကြည့်ရခစ်ဖြစ်နေကျွန်တော်ကဟိုလူငယ်တဲ့၄၅နှစ်ကမှအရွယ်ရောက်တဲ့ကလေးတွေရှိတယ်ကွာကျွန်တော်ထင်ပါတယ်အဲ့လိုကလေးတွေပိုများပါလိမ့်မယ်လူငယ်တဲ့၄၅နှစ်ကမှသူတို့ social platform ပေါ်တက်တယ်သူများကတွေကိုဟိုဝေဖန်တဲ့လူဝေဖန်နေပေါ့သူ blame တဲ့လူ blame နေပေါ့တချင်းတွေဆိုလည်းအဲ့လိုပဲဟာဒီတချင်းမှာဘာကြီးရှိနေလဲဟောဒီကောင်ကြီးမှာဒီကောင်ကြီးကိုဘာပြောရင်ကောင်းမလဲအဲ့လိုပေါ့နော် အဲ့လိုကျွန်တော်ထင်တာကအဲ့ဒီမှာဘာတွေဖြစ်သွားလဲဆိုတဲ့အခါကျတော့တို့တကယ်တည်တဲ့တကယ်တည်ထိုက်တဲ့အကြောင်းအရာ တကယ်နားထောင်တဲ့နဲ့ music အကြောင်းအရာ music melody အကြောင်းအရာအဲ့ဒါတွေအားလုံးပျောက်သွားတယ်။ဘာလို့ဆိုဟိုဒီချိန်မှာလူတိုင်းသချင်းရေးတတ်တယ်ဗျာ။ကျွန်တော်တို့မှာမဟုတ်ဘူးဒီမီဒီယာမှာရှိနေတဲ့လူတွေလည်းသချင်းရေးတတ်တယ်သချင်းရေးနိုင်တယ်။ဘာလို့ဆို AI ခစ်ဖြစ်နေတော့အဲ့ဆိုတော့ quantity ပဲလူတွေကဥစားပြီးတော့ quality ကိုမရှိတော့။ဟိုနားထောင်မှု ခင်မို့တော့ကျွန်တော်ကပြောတယ်လည်းပဲတချင်းကိုကြည့်တဲ့ခင်ဖြစ်နေအဲ့လိုဆိုတော့ဘယ်နေရာ highlight ဖြစ်လဲအခု TikTok မှာပို့လိုက်တယ်ဖဖဖဖဖဖအဲ့ပို့လိုက်တဲ့10မိနစ်စာအချိန်လေးကိုပဲဟာဒါလေးကောင်းတယ်ဒါလေးမှန်တယ်ဒါပေမဲ့တချင်းတစ်ပုတ်လုံးလူတွေသိလားဆိုတချင်းတစ်ပုတ်လုံးကိုဒီအခုပေါက်တဲ့တချင်းမှန်တယ်ကျွန်တော်တော်တော်များများကျွန်တော်နားထောင်ကြည့်တယ်80ရာခိုင်နှုန်းလောက်က current တစ်ပိုက်လောက်ပဲသိတယ်ကြံတဲ့ဟာမသိဘူးအဲ့ဒါကျွန်တော်တို့မှမဟုတ်ဘူးအဲ့ဒါ kick ကိုဝါကိုဖြစ်နေဘာလို့လဲဆိုတော့အာ social media ဆိုတာက ဟို artist တောင်တော့ကဟိုဘယ်လိုပြောမလဲရုပ်ရှင်တော်လကောင်သပင်တော်လကောင်ဂီတတော်လကောင်မဟုတ်လားအဲ့ဒါကြော်ညာတဲ့ဘယ်လိုမလဲကြော်ညာဘေဘုတ်တွေပဲအရင်တော့ကြော်ညာဘေဘုတ်ခစ်မရှိအဲအဲ့လိုလေးမရှိတဲ့ခါကျတော့အခုဒီ TikTok တို့ Facebook တို့ YouTube တို့မှာဒါကြော်ညာတယ်ကဒီသဘောပဲအဲတကယ်ဟာတွေကတို့တင်ဆက်ထားတဲ့ platform တွေမှာရှိတယ် iTunes တို့ Spotify တို့ဒီတယ်လို့ဒီစားတော့အများကြီးပဲရှိတယ်အဲ့မှာသွားနားမထောင်တော့ဘယ်နဲ့ဒီမှာထားရတဲ့ highlight ကိုပဲလူတွေကကြည့်ပြီးတော့နားထောင်ကြတယ် ကြည့်တဲ့ခက်ဖြစ်နေပါအဲ့တော့နည်းနည်းတော့နည်းနည်းတော့အများကြီးဘာလို့ပြောမလဲဟင်းပွဲတပွဲလို့ပြောကျွန်တော်တို့ကတော့ဒီထဲမှာဒီစင်းတဲ့ပုံတွေမှာအကြောင်းအရာတွေအများကြီး cough line တွေအများကြီးကျွန်တော်တို့ အရင်နေအများကြီးကျွန်တော်တို့ထိုးထည့်တာဟိုဘယ်လိုပြောမလဲဟိုထိုးထည့်ပြီးတိဆောက်လိုက်ပြီးတင်ဆက်လိုက်တယ်ပေါ့နော်ဒါကကိုရွေးချယ်ပြီးတော့စားသုံးတဲ့ပုံမှာမူတည်ပါအခုဒီအင်တာဗျူးလိုပဲကျွန်တော်ပြောတဲ့အဲမှာအကြောင်းအရာတွေအများကြီးပါတယ်ခေအခြေအနေအများကြီးပါတယ်ဒါအောင်ကြည့်နေတဲ့လူကအဲကျွန်တော်ပြောတဲ့အကြောင်းအရာတွေကနေဟိုသူတို့အတွက်ဘာရသွားမလဲဆိုတဲ့ဟာသူတို့နီးနာနေသလားသူတို့ကြည့်ပြီးတော့ယူတတ်မှရလိမ့်မယ်မယူတတ်ရင်တော့ဘာမှရမှာမဟုတ် ့ရှိရင်ကျွန်တော်တို့ကချီးရှိကြရတယ်ပြောရတယ်နော်။ဒီဆိုဒီမှာဆိုဒီဘက်မှာဒီလိုထိုးကြတဲ့အပေါ်မှာကျွန်တော်တို့ဒီဆိုဒီလေးပဲကျွန်တော်နေနာအာမရှိပါဘူး။မရှိပါဘူးဆိုတော့ကျွန်တော်တူတယောက်တည်းပြောတာပါ။ကျန်တဲ့လူတော့မသိဘူးပေါ့နော်။ဘာလို့ဆိုတော့မရှိပါဘူးဆိုတာဘာလို့ဆိုတော့ကျွန်တော်ဆက်ဆက်ပြောလို့ရတယ်။ဒါသူတို့သူတို့ကသူတို့ယူပြီးတော့ရွေးချယ်ပြီးသူတို့စားသုံးလိုက်တဲ့ပုံမှာပဲမူတည်တယ်။ဟိုကျွန်တော်ပြောတာဟိုရွှေကုံဖျားပုံမှာဗျာကျွန်တော်ပြောတာရွှေကုံဖျားရထိုင်းလာတယ် အဲ့အဲ့ဒါကိုခင်ဗျားသွားပြီးတော့ဟိုဘယ်လိုပြောမလဲဟာရင်းမြေတော်ပေါ်မှာ အမိုက်တစ်စက်လေးတစ်စက်ရှိတယ်အဲ့ဒါကိုခင်ဗျားခေါင်းထဲထည့်သွားရင်တော့ရှီတကုံဖျားကိုခင်ဗျားသွားလိုက်လိုက်တဲ့ဟာအမိုက်ကိုပဲခင်ဗျားခေါင်းထဲရောက်သွားမယ်ဖျားကြီးရဲ့ခမ်းနားမှုခင်ဗျားခေါင်းထဲရောက်မှာမဟုတ်အဲ့တော့ကိုကိုတိုင်ရွေးချယ်ပြီးစားသုံးဖို့ပဲလို့ဟုတ်ရနော်အော်ဟုတ်ဝမ်းသာပါတယ်ဟိုခုခက်ကလည်းဟိုဘယ်လိုပြောမလဲဟို ဟိုတိတ်ပြီးတော့ဟိုစူးစူးညံ့ညံ့နေတိတ်မကြိုက်တဲ့အခါကျတော့လေအခုလူငယ်တွေတော်တော်များများကလည်းဟိုဟိုချစ်တာမဟုတ်တာကြိုက်တာတွေမမပါလို့ရှိရင်ခမင်းဝိုင်းကမဖြစ်ဘူးဖြစ်နေအောင်အဲ့လိုဆိုတော့ဒီလိုမျိုးလေးတွေဟိုဟိုအပိတဲ့အတွက်လည်းဝမ်းသာပါတယ်ဟိုဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့လည်းဖန်တီးရတာအရာထင်တဲ့အတွက်ဆိုတော့လည်းဝမ်းသာခင်ဗျာအော် အဲအဲ့ဒါတော့ကျွန်တော်ဟိုအများကြီးတော့ဟိုအောင်ဖြစ်ပါတော့ဒါကကိုကြိုက်ရပဲရွေးချယ်စားသုံးကြတာပါပဲဘာလို့ဆိုတော့အချိန်ယူပြီးခုကခက်ကအကုန်လုံးကဟိုဘယ်လိုပြောမလဲအားလုံးခက်ခဲနေကြတဲ့အချိန်ဆိုတော့ဟိုမခက်ခဲတဲ့လူတွေလည်းရှိပါတယ်ခက်ခဲနေတဲ့လူတွေတော့များများကြတော့လေအချိန်မပေးနိုင်ဘူးလေအချိန်ပေးပြီးနားထောင်မှရောင်းမဲ့ music ဆိုလို့ရှိရင်တော့ဖြည်းဖြည်းချင်းဖြစ်မှာအဲ့ဒါတချို့ music တွေကြတော့လေအချိန်ပေးစရာမလိုဘူးတခါလဲ band ဆိုတွေ့လိုက်တာနဲ့အာ okay တယ်ဘယ်လိုအဲ့လိုမျိုးတော့ကွာချတော့သွားတာပါ အဲ့တော့အဲ့လိုမျိုးကြီးတော့တတမှန်ရတော့မရှိပါဘူးကျွန်တော်ဟိုကျွန်တော်တို့ကြိုက်တဲ့ပုံစံကျွန်တော်အဲ့ချိန်မှာဖြစ်နေတဲ့ခံစားမှုအရာဖြစ်ပေါ်လာတဲ့ဟာတိုင်းပဲကျွန်တော်လုပ်မှာပါအဲ့အင်းတော့လူကြိုက်လို့အင်းတာကြီးပဲလိုက်လုံနေတော့အကုန်လုံးအေးကုန်ပါဘူးကျွန်တော်ကအဲ့လိုပေါ့နော်အဲ့တော့ဒါကကိုကိုယ်တိုင်ခံစားမှုလည်းဆိုင်ပါဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါနော်အဲအခုလိုချိန်ဒီအားပေးတဲ့မိတ်ဆွေတွေကျေးဇူးများကြီးတင်တယ်အခုဒီပန်ဒိုရာဇာကယုံတင်တဲ့ခါကျရင်လည်းတွားရောက်ပြီးတော့ ကြည့်ရှုအားပေးပါအောင်နော်ကျွန်တော်ဒီနေ့ကနေဖိတ်ခေါ်ပါကျွန်တော်အဲထက်မှာဇဝင်တေးဒီဆိုပြီးထားပါတယ်ကျေးဇူးများကြီးတင်ပါတယ်